မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဝင်ဝင်ကောင်းနေပေဘာကြောင့်စင်းရဲသွားကြတာလဲဆိုတော့ကျွန်တော်လေးပုံပြပေးလိုပါတယ်ဝင်ဝင်တောက်တောက်လည်းဝင်ခဲ့ပြီမယ်စင်းရဲသွားကြလို့ထင်ရှားကြောကြားသူတွေကြောင့်ကြောင်းကြပါလိမ့်မယ်ဘော်ဒီယုတ်စတာတပ်ဖို့ဖြစ်တဲ့နီကိုလတ်ကိတ်ရှာအောင်မြင်ကြောကြားခြင်းမှာအလွန်ချမ်းသာခဲ့ပြီမယ်အတုံးပြုံးချင်းမှုနဲ့ဒလွေးဇီလီနှုတ်နှံမှုတွေကြောင့်စင်းရဲတဲ့ဘဝကိုရောက်ခဲ့ရပါတယ် ချမ်းသာတဲ့အချိန်မှဆိုရင်2009ခုနှစ်တနည်းထဲမှာကိုယ်ဝင်ငွေဒေါ်လာတန်း၄၀အထိရှိခဲ့ပါတယ်။နောက်ထပ်ဝင်ငွေကောင်းခဲ့ပြီလေသူဟာအတုံးပြောင်းကြည့်ပါတယ်။အဓိကအဖြစ်တော့အိမ်တွေကားတွေရှားပါးရှောင်းဖြစ်စည်းတွေကိုအလွန်ကျုံရှောက်ရခဲ့တယ်1996ကနေ2017ခုနှစ်အတွင်းမှာသူရဲ့အတုံးစီကဒေါ်လာတန်း150အထိရှိခဲ့ပါတယ်။ငွေကြေးတက်တဲ့အခြေအနေကြောင့်လေနောက်ဆုံး သူ့ရှိတာတွေထုံရောင်းရတဲ့အခြေအနေရောက်ခဲ့ရတယ်လို့အကျွေးဒေါ်လာ6တန်းကိုစက်ဖို့တော့အပေါ်စားဇက်ကောင်လေးကိုလက်ခံရိုက်ကူးရတဲ့ဘဝအထိပါရောက်ခဲ့ရတယ်ပေါ့နော်အဲ့ဒီလိုပဲ Everyway Champion အောင် Mike Tyson လို့ Brazil ကနေဘလုံးမှာ Ronald တင်ဟိုလို့ဆိုရင်လည်းအချိန်ကငွေကြေးတောက်တယ်ဝင်ခဲ့ကြတယ်အသုံးဖြုံးကြည့်လို့ငွေကြေးကြက်တဲမှုနဲ့မြန်ဆန်ခဲ့ကြရပါတယ် Mike Tyson ဆိုရင်လည်း လက်ဝေပို့တာကဒေါ်လာတန်း400လောက်ဝင်ခဲ့ပြီလေ2003ခုနှစ်မှာအကျွေးဒေါ်လာ23တန်းတင်နေခဲ့ပါပြီနောက်ဆုံးဒေဝါလီတောင်ခံခဲ့ဖို့သူဖြစ်ပါလေမြန်မာပြည်ကလူပညာလောကမှာဆိုရင်လေထင်ရှားတဲ့လူပညာတချို့ဒီငွေချင်းပြေလဲကြတာအကျွေးပြတ်မဆက်လို့တရားရင်ဆိုင်ကြရတာချုပ်နှောင်ခံရတာကိုကြားပါတယ်တချို့ဆိုရင်လေအကျင့်ကပေါင်းရအောင်မြင်ခဲ့ အဲဝင်ဝင်ကောင်းနေကြလို့လက်ရှိချိန်မှာချွတ်ချွတ်တက်တက်နေကြရတာလို့လည်းအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်ဒီဝင်ဝင်ကောင်းတာအဲ့ဒီချိန်မှာချမ်းသာနိုင်ပြီလေရေရှည်အတွက်အမှန်တကယ်ကြွယ်ဝဖို့ဆိုတာကတော့မသေးကြဘူးပေါ့နော်မရှာရတာကမလွယ်ပါဘူးအခုလိုကြက်တဲ့အချိန်မှာပို့လို့တော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ရလာတဲ့နေကိုထင်းသိမ်းဖို့ကလည်းခက်ခဲပါတယ်အထူးသဖြင့်အောင်မြင်တဲ့အချိန်မှာငါအချိန်မယူရီး ပြင်ပူရှားလို့ရတာပဲဆိုတဲ့စိတ်နဲ့စီးလို့ဝါလို့သုံးဖြုံပြင်မယ်ဆိုရင်တော့စီးတဲ့ငွေဟာအချိန်မရွေးကုန်သွားနိုင်ပါတယ်။ကိုယ်စီးတဲ့ငွေကြီးပိုင်ဆိုင်မှုတွေကိုဆုံးရှုံးဖို့ကကိုယ့်ရဲ့ emotion ကိုထိန်းချုပ်ပြီးတော့စနစ်တကျသုံးစွဲတတ်ဖို့စူးစမ်းတတ်ဖို့လိုပါတယ်။ရှိတဲ့ပိုင်ဆိုင်မှုကိုတိုးဝါးကျင်နေဆိုရင်တော့မှန်ကန်တဲ့ယဉ်ကျေးမှုတွေကိုလုပ်ဖို့လိုမယ်။အဲ့ဒီအတွက်ကြတော့စိတ်ခံစားမှုထိန်းချုပ်တာလောက်နဲ့မရတော့ဘဲနဲ့ ဝကျေးဆိုင်ရာယင်းဒီပြုံးနိုင်အသိပညာပါရှိဖို့ဆိုတဲ့အကြောင်းကိုပေါ့နော်ကိုယ်တိုင်စင်ကြင်ရအောင်လည်းကျွန်တော်ရဲ့ follower တွေကိုလည်းစင်ကြင်လို့ရအောင်ဆရာမင်းဆိုတဲ့နေရာလေးကိုမျှဝေပေးလိုက်ပါတယ် subscribe to the channel ကျေးဇူးတို့တမခင်ဗျာ